မင်္ဂလာပါရှင်။မိုးသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။တောင်လန်နဲ့ကာအခွဲ DNN တွေဟာလက်ရှိချိန်မှာတက်တွေပြန်စုပ်ပေးဖို့တောင်းဆိုခဲ့တဲ့ NASA ကရဲ့တောင်းဆိုချက်တွေကိုငင်းဆန်ပေးချခဲ့တယ်လို့သိရပါတယ်။ဒီဥတ္တန်ဖိုင်ထဲမှာတော့ NASA ကအစိုးရအခွဲရဲ့တောင်းဆိုချက်ကိုလက်မခံခဲ့တဲ့ DNN တွေအခွဲဟာစင်ရဘလောက်တောင်းတင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးသားမီဒီယာ channel ကို subscribe နဲ့ like ရန် share လုပ်ပေးပါအောင်ရှင်။ ပြည်သက်ကြီးကတရုတ်နိုင်ငံရဲ့တောင်းဝင်စည်းစံမှုကြောင့်ဧပြီလ28ရက်နေ့29ရက်မှာနာဆာကအဆိုရနဲ့တောင်းလက်နက်ကန်အဖွဲ့ TNNN တာဝန်ရှိသူတွေဟာကိုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးအဲဒီတွေ့ဆုံဆွေးနွေးပွဲအတွင်း TNNN အဖွဲ့တာဝန်ရှိသူတွေဟာနာဆာကအဆိုရရဲ့တောင်းဆိုချက်တွေကိုငြင်းဆန်ပယ်ချခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါဗျ။အဲဒီတွေ့ဆုံဆွေးနွေးပွဲအတွင်းနာဆာကအဆိုရဟာ TNNN အဖွဲ့ကိုနောင်ချိုကြောင့်ပဲတီဘောမိုးကော့ မိုးမိတ်ကနေပြန်ဆုတ်ပေးဖို့တောင်းဆိုခဲ့ပြီး TNN အဖွဲ့ကလက်မခံခဲ့ဘူးလို့သိရပါတယ်။ NASA ကအစိုးရရဲ့တောင်းဆိုချက်ကိုလက်မခံခဲ့တဲ့ TNN အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုယ်တည်တွင် ကိုတူးတယ်လို့မျိုးဖြစ်ခဲ့ပြီးရော၎င်းအဖွဲ့တက်ခွဲတဲ့တက်တက်ဆိုရင် NASA ကတက်တွေကို ရှေးရှေးမှာရှင်တိုင်းနိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ဆိုကြပါတယ်။ TNN အဖွဲ့ဟာရခိုင်လက်နက်ကန်အဖွဲ့ AA ကိုကံလက်နက်ကန်အဖွဲ့ MND အဖွဲ့တို့နဲ့အတူ2023ခုနှစ်အောက်တိုဘာလမှာ တိတောင်ညာနှစ်ကိုစစ်စင်ရေးစတင်ခဲ့ပြီးနောက်နာဆာကထိန်ချုပ်ထားတဲ့မြို့ဆက်နဲ့မြို့ကိုထိန်ချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ TNL အဖွဲ့ဟာနာဆာကထိန်ချုပ်ထားတဲ့မြို့တွေကိုထိန်ချုပ်နိုင်အောင်ကြိုးပမ်းရမှာ၎င်းတို့တပ်ဖွဲ့ဝင်အင်အားစွမ်းဆောင်ရည်တွေအပြင်ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကိုကန်လက်နက်ကိုင်အဖွဲ့ MND အဖွဲ့ PDF လက်နက်ကိုင်အဖွဲ့တွေရဲ့အင်အားကိုအဓိကသာအသုံးပြုခဲ့ရတယ်လို့သိရပါတယ်။လက်ရှိချိန်မှာတော့ MND အဖွဲ့ဟာလာရှုံမျိုးကနေပြန်လည်ဆုတ်ခွာဖို့ နာဆာကအစိုးရနဲ့သဘောတူညီခဲ့ရာ TNL အဖွဲ့ပေါ်ကြီးမားတဲ့တည်ရမှုတွေရှိလာခဲ့ပါတယ်။ TNL အဖွဲ့ဟာ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့ကိုထိန်းချုပ်ထားနိုင်ဖို့အတွက် PDF နဲ့ကန်အဖွဲ့ရဲ့အင်အားကိုဆက်လက်အသုံးချရဖို့ရှိနေပြီးတော့၎င်းတို့တပ်ဖွဲ့တဲ့အင်အားနဲ့ဆိုရင်နာဆာကတပ်ကိုရှင်တိုင်းနိုင်စွာမရှိဘူးလို့ဆိုကြပါတယ်။ဒါပေမဲ့ TNL အဖွဲ့ဟာနာဆာကတပ်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အီဗီလာ၄ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းသတင်းထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ TNL အဖွဲ့တွဲဖက်အထွေထွေအတွင်းရေမှုဘမူးကြီးတာပန်လာကဧပြီလ၄ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲကျွန်တော်တို့ကအခုကျွန်တော်တို့သွားနေရတော်လိုင်းရေးတိုက်ပွဲမအောင်မြင်သေးဘူးဆိုသိကြတယ်။ဘရော့မှတန်တရားလက်နေမှာပေါ့။စေရေးတန်တရားငိမ့်ချန်ရေးတန်တရားအပြည့်ကရက်စေးတန်တရားအဲဒီကနေဘရော့မှလုံမြောက်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကလွန်ခဲ့တဲ့ ကျွန်တော်တို့ရဲ့အဖိုးအဖွားတွေအဖေအမေတွေက စေဘေးတန်ခံခဲ့ရပြီကျွန်တော်တို့လက်ထက်မှာလည်းဒါရင်ဆိုင်နေရတယ်ကျွန်တော်တို့ဟာအဘိသက်အာနာရှင်အုပ်ချုပ်ရေးမဆောင်ရွက်ဘူးဆိုရင်တော့တေးကြတယ်နောက်ထပ်ကျွန်တော်တို့မျိုးဆက်တွေတဲ့စေဘေးစစ်တမ်းတွေခံနေရပြီမှ တကယ်လူသားတယောက်လိုနေနိုင်မှာမဟုတ်ပါဘူးအဲဒါကြောင့်မလို့အာနာရှင်စနစ်အပီးတိုင်ချုပ်ငင်းမှုအတွက်ဆက်လက်ပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်တရုတ်ပြည်အားကြောင့်နေမျိုးတွေကိုပေးမှာမဟုတ်ဘူးမဟာမိတ်အသံတွေကိုလည်းအလေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်ခဲ့ကြတဲ့မဟာမိတ်တွေရဲ့အတန်လဲကျွန်တော်တို့အလေးထားမှာဖြစ်တယ်လို့ကျွန်တော်တို့တိုက်ပွဲအောင်မြင်အောင်ဒီနယ်မြေကနေစစ်အာဏာရှင်တွေထွက်ခွာသွားအောင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့လူတို့တွေရဲ့အတန်လဲကျွန်တော်တို့အလေးထားရမှာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ဟိုဟာပေးနိုင်မလားဒီဟာပေးနိုင်မလားဆိုတဲ့ဟာမျိုးတော့လောလောဆယ်မရှိသေးပါဘူး။ဆွေးနွေးပွဲမှာနှစ်ဖက်တွေးဆနိုင်အောင်တရုတ်ကစီစဉ်ပေးတာဖြစ်တယ်။အပြည့်အထွန်းအောင် လုံနိုင်ဖို့ကတရုတ်အစိုးရရဲ့ပါဝင်ကူညီမှုကအလွန်အရေးကြီးပါတယ်။ တရုတ်ကကြောင်းဝင်ဆွေးနွေးပေမဲ့ကိုယ်နိုင်ငံအရေးဖြစ်တာကြောင့်အရက်သားတွေရဲ့ဆုံးဖြတ်ချက်ကသာအဓိကဖြစ်တယ်။လာရှိုးလိုဖြစ်စင်မျိုးမဖြစ်ရအောင်ကျွန်တော်တို့ညီညီညွတ်ညွတ်သွားမယ်ဆိုရင်တော့ကြော်လွားနိုင်မယ်လို့ယူဆတယ်။ဆွေးနွေးပွဲမှာနှစ်ဖက်သဘောတူညီမှုမရသေးသေးကတော့တိုက်ပွဲတွေကဆက်ရှိနေမှာဖြစ်တယ်ဆိုပြီးတော့ပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒါပြင် TNL အဖွဲ့ပြောရေးဆိုခွင့်ရှိသူတအူဖြစ်တယ်။လွေရည်ဦးကလည်းလက်ရှိကတော့ကျွန်တော်တို့ပြောနိုင်တယ်။စကားစဘက်ကတောင်းဆိုတာက မိုးကောက်ကိုတခြားမြို့၅မြို့ကိုပြန်လည်စုတ်ခွာဖို့တောင်းဆိုတာမျိုးတွေရှိရဲ့ကျမတို့ကတော့ဒါကိုသဘောမတူနိုင်သေးဘူးပြန်လည်စုတ်ခွာတာမျိုးတွေတော့မရှိသေးဘူးဒီနေ့ကျမတို့ပြောနိုင်တာကကျမတို့ရက်တီချက်အတိုင်းပဲဆောင်ရွက်မှာဖြစ်တယ်ဆိုပြီးတော့ရွေးရည်ဦးကပြောပါတယ် TNL အဖွဲ့ကပလောင်ပြည်နယ်အိမ်မက်မက်နေတဲ့လက်နက်ကန်အဖွဲ့စီဖြစ်ပြီးမျိုးတွေကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်ကကြင်လက်နက်ကန်အဖွဲ့ KIA ကိုကန်လက်နက်ကန်အဖွဲ့ MNDAA ရှာလက်နက်ကန်အဖွဲ့ SSPP အဖွဲ့တွေနဲ့ ပိုင်နဲ့နယ်မြေအငင်းပွားခဲ့သလို PDF အဖွဲ့တချို့နယ်လည်းအငင်းပွားတာတွေရှိခဲ့ပါတယ်။တောင်လနဲ့ကောင်ဖွဲရ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်ပေးဖို့ငင်းဆန်လိုက်တဲ့အတွက်တရုတ်နိုင်ငံရဲ့ဖီးယားတွေအပြင်နာဆာကအစိုးရရဲ့စီးရဲဖီးယားတွေကိုရှင်းဆိုင်ရဝယ်ရှင်းနေပြီးတော့စစ်မျက်နှာအများပြားရင်ဆိုင်ရဝယ်ရှိရလို့စီးရဲစေးဝင်စားသူတို့ကအခုလိုမျိုးသုံးသက်ပြောဆိုထားပါတယ်။ PDF နဲ့ MDA မပါတော့ရင် ဒီရောကတိုက်ဖို့အတွက်ဒီရောအင်အားနဲ့ဒီရောအများကြီးစစ်မျက်နှာတွေအများကြီးဖွင့်ရရမယ်စစ်မျက်နှာတွေအများကြီးဘယ်ရောက်ဖွင့်ရမယ်ဆိုတော့နောက်ချိုတီဘောကြောင်မဲဟိုကမိုးကုတ်မတရားရောစစ်မျက်နှာတွေအများကြီးဖွင့်ရမယ်ဆိုရင်ဒီရောဘယ်ရောက်တောက်ခံနိုင်မှာပဲဟုတ်ဟုတ်မတောက်ခံနိုင်ဘူးကြီးကြီးဒီရောမဲအဲ့ဒါဆိုရင်ဒီရောတော်တော်အကြဆုံးများသွားမယ်ဆိုရင်ဒီရောနေနောက်ပဲဆိုအခုတူက KIA နဲ့ကဒီကောင်မတဲဘူးကွာ MND နဲ့မတဲဘူးကွာ ။ဒါသူသူ့ရဲ့ကြားထဲမှာသူညက်တော့မှာ။သူကပကောင်ပြည်နယ်တောင်းနေတယ်။ပကောင်ပြည်နယ်မရနိုင်ဘူး။သူ့လူကြီးကောင်းတယ်။ဟာမရနိုင်ဘူး။သူ့လူကြီးကပကောင်မှာရှိတာမှမဟုတ်တာ။အဲ့တော့ဆိုတော့တိုက်မှာပဲညီကြီး။ဒါဆိုတော့ဒါဆိုချိန်သေးပြီ။ဒါအဲ့ဒါကိုစဉ်းစားနေတာပကောင်တိုက်မတိုက်ဆိုတာငါစဉ်းစားနေတယ်။တိုက်မှာဒါဆိုစစ်တကချိန်နေတိုက်တော့မှာ။တိုက်တော့ဒီကောင်စစ်မျက်နှာအများကြီးဖွင့်ရတော့မှာ။ဟုတ်ဟုတ်အဲ့မှာအဓိကပါစစ်မျက်တူတူလို့သားဟုတ်ပါ စစ်တပ်ကဟိုအဲဟိုဖြစ်တယ်ဆိုရင်တော့ဂျိတ်ဒေဗီမင်းဟိုဟိုစစ်တပ်ကတော့ဒါတိုက်ရှစ်နေတော့မှာပေါ့တောင်ဆိုရင်နာဇာကကတော့နိုင်ငံရေးနဲ့စီရေလမ်းကြောင်းနှစ်ခုနဲ့ချင်းကန်နေရဖြစ်တဲ့အတွက်တရနန်လေးရဲ့ဆုံးဖြတ်ချက်မှန်ကန်ဖို့လိုနေပြီးတော့နာဇာကအစိုးရရဲ့တောင်းဆိုချက်ကိုငင်းဆန်လိုက်ခြင်းဟာတရနန်လေးအတွက်အကြီးမားတဲ့စီရေဖီရာတွေထက်မှရင်ဆိုင်ရပွဲရှိနေပါတယ်တရနန်လေးလက်နက်ကအဖွဲ့အားပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်အုပ် PSLF ရဲ့လက်နက်ကောင်အဖွဲ့စီဖြစ်ပြီးကကြင်လက်နက်ကောင်အဖွဲ့ KIA ရှမ်းပြည်မြောက်ပိုင်းလက်နက်ကောင်အဖွဲ့တွေနဲ့ပူးပေါင်းကာတက်လာတဲ့တရားဝင်အစိုးရမှန်တယ်များကိုစန့်ကျင်ခဲ့တဲ့လက်နက်ကောင်အဖွဲ့ဖြစ်ပါတယ်တရားနယ်လေးကိုပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ PSLOA အနေနဲ့စတင်ဖွဲ့စည်းခဲ့ပြီးတော့1992ခုနှစ်မှာအစိုးရနဲ့အပြည့်ခတ်ရစရေးသဘောတူညီချက်ကိုလက်မဲ့ရေးထိုးခဲ့က2005ခုနှစ်မှာလက်နက်စွန့်ခဲ့ပူပါတယ် ဒါပေမဲ့ PSNOA အဖွဲ့ပြုတ်ခွဲပြီးနောက်တအောင်ကောင်းဆောင်တအိုင်ပေါင်းနဲ့တဖုံးကျော်တို့ဦးဆောင်ပြီးအစိုးရကိုလည်းနဲ့ကိုင်းဆန့်ကျင်မဲ့ TNL အဖွဲ့ကိုဦးဆောင်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ TNL ဟာကချင်လက်နဲ့ကိုင်းအဖွဲ့ KIA နဲ့ရှမ်းပြည်လက်နဲ့ကိုင်းမြောက်ပိုင်းအဖွဲ့နဲ့မဟာမိတ်ဖွဲ့ထားပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာစီရေးလှုပ်ရှားမှုတွေကိုပိုတဲဆောင်ရွက်ခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာစီရေးလှုပ်ရှားမှုတွေကိုပိုတဲဆောင်ရွက်ခဲ့ပါတယ်။ တရနယ်လျာရကလည်းနဲ့ကအဖွဲအေအေကိုကလည်းနဲ့ကအဖွဲတွေနဲ့မဟာမိတ်ဖွဲ့စည်းထားပြီး2023ခုနှစ်အောက်တိုဘာ28ရက်မှာနာဆာကတက်တွေကိုထိုးစစ်စင်တိုက်ခိုက်ခဲ့ရဖြစ်ပါတယ်။ ISP မြန်မာ Peace Test သတင်းဌာနကတရနယ်လျအဖွဲဟာနန်းစံမြို့နယ်မှာဌာနချုပ်တည်ရှိနေပြီးလက်ရှိချိန်မှာရှမ်းပြည်နယ်အတွင်းရှိမိုးစဲနန်းခမ်းနန်းစံမန်တုံကုတ်ခိုင်သိန်းနီနမတူလာရှိုးတောင်မဲမိုးမိတ်နဲ့မန္တလေးတိုင်းအတွင်းရှိ ဝေကောင်းမြို့နယ်တို့မှာလှုပ်ရှားနေရတို့ဖော်ပြထားပါတယ်။တောင်လနဲ့ကအဖွဲရခမ်းမန်းအင်အား၈000နဲ့တပ်ပေါင်းအထက်မှရှိနေတယ်လို့သိရပါတယ်။တရနန်လေးအဖွဲကိုပြန်ထူထောင်သူတွေတဲမှာလက်ရှိကောင်းဆောင်တွေတဲမှာတာအိုက်ဖုံတာကျုံကြတို့ပါဝင်ဦးဆောင်ခဲ့ပြီးတာအိုက်ဖုံဟာ PSN လေးတရှိချိန်တဲကထိုင်းမြန်မာနယ်စပ်မာနယ်ပလော DAP တပ်ပေါင်းစုဌာနချုပ်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါပြင်တရနန်လေးအဖွဲကောင်းဆောင်တအူဖြစ်တဲ့ တားကြုံချာဟာ PSN အဖွဲ့မှတုံးကကိုရဲအကူအရာရှိနဲ့ဆက်သွယ်ရေးဆက်ကန်ရဲဘော်လူငယ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့1992ခုနှစ်အချိန်တုန်းက၎င်းတို့ဟာလူငယ်တာဝန်ခံတွေဖြစ်ပါတယ်။ထိုင်းပြည်မှာနေဆံမှာဖွဲ့စည်းထားတဲ့ PSNF ကောင်းဆောင်တွေဟာတအားပလောင်လူမျိုးတွေတဲမှာလက်နဲ့ကင်တက်ဖွဲ့ရှိရမယ်ဆိုတဲ့ဆုံးဖြတ်ချက်အရာ2009ခုနှစ်မှာစီရေးလက်တံဖြင့် TNL ကိုဖွဲ့စည်းကြဖြစ်ပါတယ်။ TNL ကိုဖွဲ့စည်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကိုထိုးပေါက်အခြေဆိုင်ဖို့တအောင်42ဦးဟာ2017ခုနှစ်မှာ KYA ထံမှစစ်ပညာသွားရောက်သင်ယူခဲ့ပါတယ်။အဲ့ဒီတအောင်လူငယ်42ဦးဟာ KYA ထံကနေရရှိတဲ့ Rival 22လက်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုဝင်ရောက်လှုပ်ရှားခဲ့ပါတယ်။လက်ရှိအချိန်မှာ TNL အဖွဲ့ဟာတဖြည်းဖြည်းအင်အားများလာခဲ့ပြီးတပ်မခွနဲ့ခုထိဖွဲ့စည်းထားပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်ကိုကိုမန္တလေးတိုင်းအတွင်းရှိမြို့နယ်တခုတို့မှာလှုပ်ရှားနေပါတယ်။ တောင်းလနဲ့ကန် TNL အဖွဲ့ဟာမဟာမိတ်ဝါလနဲ့ကန်အဖွဲ့ UWSA မိုင်းလာလနဲ့ကန်အဖွဲ့ NDAA ကကြံလနဲ့ကန်အဖွဲ့ KIA ကိုကန်လနဲ့ကန်အဖွဲ့ MNDAA ရှမ်းလနဲ့ကန်အဖွဲ့ SSA ရခိုင်လနဲ့ကန်အဖွဲ့ AA တို့နဲ့မဟာမိတ်ဖွဲ့စည်းထားလို့သိရပါတယ်။တမတအူသိန်းစိန်လက်ထက်တုန်းကအပြည့်ကရစရေးစာချုပ်တွေချုပ်ဆိုနိုင်ဖို့အတွက်ဆွေးနွေးကြဖို့ဖိတ်ခေါ်ရ TNL အပါဝင်ခဲ့ပြီးတော့ NCA ဆွေးနွေးပွဲတွေကို ကိုယ်စားလှယ်ဆင်လုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ရန်ပြည်နယ်မြောက်ပိုင်းမှာ TNL နဲ့ NASA ကတက်တွေကြားမကြာခဏတိုက်ပွဲဖြစ်ပွားလေရှိခဲ့ပြီးော2016ခုနှစ်နောက်ပိုင်းမှာစတင်က TNL မှာအင်အားကြီးမှလာခဲ့လို့သိရပါတယ်။2018ခုနှစ်ဒီဇင်ဘာလမှစတင်ပြီးော၂ပိုင်းမဟာမိတ်၄ဝယ်ဖြစ်တဲ့ TNL, KIA, MNDA နဲ့ AA တို့ကိုအပြည့်ရဆွေးနွေးဖို့ပြည်လဲညှိနှိုင်းမှုတွေလှုပ်ဆောင်ခဲ့ရ။၂၀၁၈ခုနှစ်ဒီဇင်ဘာလမှာ 2019ခုနှစ်ဒီဇင်ဘာလအတွင်းမြောက်ပိုင်းမဟာမိတ်၄ဘက်ရဲ့ကိုယ်စားလှယ်တွေနဲ့အစိုးရတပ်မတော်တို့ရဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာအ ਨੇ ဆုံး၅ချိန်ခန့်တွေ့ဆုံကပန်နမအပြည့်ရဲ့အစားချုပ်တွေရေထိုးနိုင်ဖို့ညှိနှိုင်းခဲ့ကြပါတယ်။တရုတ်နိုင်ငံရဲ့ဈာဝင်စီစံမှုနဲ့2024ဇန်နဝါရီ၁၂ရက်မှာညီနာမဟာမိတ်၃ဘွယ်နဲ့ NASA ကအစိုးရကြားဟိုင်ဂင်သဘောတူညီချက်ရရှိပြီးစစ်စင်ရေးရပ်ဆိုင်ခဲ့ပေမဲ့2024ခုနှစ်ဇွန်လမှာ စစ်စင်ရေးတစ်တုံညာနှစ်ခွန်ဒုတိယပိုင်းကိုပြန်စတင်ခဲ့ပြီးတော့နောင်ချိုကြောင့်ပဲမိုးကောက်တီပေါ်နဲ့မုံမိတ်မျိုးတွေကိုထပ်မံထိန်းချုပ်နိုင်ခဲ့ပါတယ်။တီအန်အန်လေးအဖွဲ့ဟာမြောက်ပိုင်းမဟာမိတ်၄ဘွဲ့တီအန်အန်လေး AA MNDA နဲ့ KIA ညီနောင်မဟာမိတ်၃ဘွဲ့တီအန်အန်လေး AA နဲ့ MNDA တို့ရဲ့မဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီးတော့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC ရဲ့အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ TNL အပါအဝင်ညီနာမဟာမိတ်၃ဘွဲ့ဟာ2019ခုနှစ်စက်တင်ဘာ9ရက်မှစတင်ကတက်မတော်နယ်တဖက်သက်အပြစ်ခတ်ရက်စရီကြီးညာမှုတွေကိုအကြိမ်ကြိမ်လုံဆောင်ခဲ့ပြီးမြန်မာနိုင်ငံမှာ2020ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းမကြမီ2021ခုနှစ်မလာကာစတင်ပြီးအပြစ်ခတ်ရက်စဲကြောင့်ကြီးညာခြင်းတွေကိုရပ်ဆိုင်ခဲ့ကလက်ရှိအချိန်ထိနာဆာကအစိုးရတပ်တွေကိုတိုက်ခိုက်နေရဖြစ်ပါတယ် TNL အဖွဲ့ခေါင်းဆောင်တွေဟာပါနေမှုရှိရတဲ့အတွက်၎င်းတို့ကိုကျိုးအတွက်အသုံးချဖို့နိုင်ငံရေးတည်နာဖြစ်လာခဲ့ပြီးနောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့ပမာလနဲ့ကအဖွဲ့တွေကိုစစ်တင်တန်းပေးခြင်းလက်နက်ခရံအကူအညီတွေပေးခဲ့ပြီးတော့၎င်းတို့ရဲ့တိုက်ပွဲတွေမှာ PDF တွေရဲ့အင်အားကိုအသုံးချခဲ့ပါတယ်။ TNL အဖွဲ့ဟာမျိုးတွေကို ထိန်းချုပ်နိုင်ချိန်မှာတော့ဇကိုင်းတိုင်းမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာအခြေစိုက်တဲ့ PDF အဖွဲ့တွေကိုတန်းတူအခွင့်အရေးတန်းတူအကျိုးစီးပွားမပေးဘဲ ဖိနှိပ်အနိုင်ကျင့်တာတွေရှိခဲ့တယ်လို့သတင်းတွေထပ်ပေါ်ခဲ့ပါတယ်။ TNL အဖွဲ့ဟာ NASA ကအစိုးရလက်ထက်မှာပလောင်ပြည်နယ်ရရှိဖို့ရည်ရွယ်ချက်ကိုလက်နက်ကင်ဆွဲပြီးတိုက်ဝဲတွေဆက်လက်ဖန်တီးနေဆိုရင်ကြီးမားတဲ့စီရေးဖိအားတွေကိုဆက်လက်ရင်ဆိုင်ရဖို့ရှိနေပြီးတော့၎င်းတို့ရဲ့အင်အားနဲ့ NASA ကတပ်တွေကိုရှင်တိုင်းနိုင်မှာမဟုတ်ဘူးလို့ဆိုကြပါတယ်ရှင်။